လူဟာဖျားဖန်ဆင်းထားတာဖြစ်တယ်မိတ်ဆွေလူဟာတလောက်ချောမောလပတာအသင်ကိုသင်မန်ထဲမှာကြည့်ရင်ဘယ်နှခါစိတ်ညစ်ဘူးလို့လဲကျွန်တော်တို့ကအစိမ့်မညို့ဟာလူကြည့်လိုက် ဖုန်းထုတ်ပြီးတော့ရိုက်လိုက် ဟောငါတော်ချိုးလာတယ်ဟုတ်တယ်လေမန်မန်ကြည့်ရလူတိုင်းခံစားလိမ့်မယ်ဟဲ့ငါမျက်နှာလည်းစက်တီမရှိဘူးအဲ့လိုမန်ကြည့်ပြီးအဲ့လိုပြောတဲ့သူမရှိပါဘူးဘယ်သူဘယ်သူမဆိုတော့ကိုငချင်တော့ကိုချင်တာပဲလေအဲ့ဘာကြောက်လဲဆိုတော့သင်ဟာအရန်တန်ဖိုးရှိတဲ့သူဖြစ်လို့ သင်ဟာတိတ်တံမှုရှိတော်သူဖြစ်တယ်။ဘာကြောက်လဲဆိုတော့သင်ကမြောက်ကနေဆင်းတက်လာတာမဟုတ်ဘူး။ညောင်ပင်တွေကနေအပေါက်ပေါက်ပြီးထွက်လာတာလည်းမဟုတ်ဘူး။မြေကြီးတွေကနေတွင်းတွေကနေထွက်လာတာလည်းမဟုတ်ဘူး။လိုင်ကောင်းတွေကထွက်လာတာလည်းမဟုတ်ဘူး။သင်ကဖရားအထက်ကထွက်လာတာ။ကျွန်တော်တို့ထင်ကြလိမ့်မယ်လူဆိုတာကမြောက်ကနေဆင်းတက်လာတယ်။လူဆိုတာကဘလို့ကနေဘလို့စင်ကယ်ပြောင်းလဲလာတယ်စသဖြင့်ပေါ့နော်။ဆိုတော့ကျွန်တော်လည်းမြောက်ကနေဆင်းသက်တယ်လို့ပြောတော့အနောက်ပြန်ကင်ကြည့်ရအမိတော့မရှိပါဘူး ဆိုတော့ကျွန်တော်ကတော့မြောက်မျိုးတော့မဟုတ်ဘူးဒီမှာအဲ့လိုယုံတဲ့သူတွေရှိရင်လေကိုကိုကိုမြောက်လို့ထင်လိုက်တာနဲ့အတူတူပဲပေါ့နော်မြောက်တဲ့လူနဲ့အကွာကြီးပါနော်မြောက်တဲ့လူနဲ့အကွာကြီးနော်ဟိုမြောက်တစ်မျိုးစုနာမည်တော့မခေါ်ရဲဘူးနော်ကြီးတယ်လေအမြောက်အနောက်ကနေတော့မကြည့်ရဲဘူးဆိုတော့ကျွန်တော်တို့ကမြောက်မြောက်မျိုးမြောက်နေမဟုတ်ပါဘူးအန်တခင်ကကဘာဦးမှာမြေမုတ်ကိုယူပြီးတော့သူနဲ့တဒတန်နဲ့ဖန်ဆင်းလိုက်တယ်ပြီးတဲ့အခါမှာဘုရားသခင်ကလူရဲ့နှာခေါင်းထဲကိုတဲ့ ဇီဝအသက်ကိုမုတ်သွင်းတယ်ဘောလုံးမဟုတ်ဘူးလားဘောလုံးမဟုတ်ဘူးလားနော်ဘောလုံးမဟုတ်မဟုတ်ဘောလုံးနဲ့ကိုရောက်သွားတဲ့လေကဘသူအထက်လေလေမုတ်တဲ့သူအထက်လေပေါ့ဒီလိုပဲဘုရားသခင်ကမြေမုတ်တဲ့လူကိုဖန်ဆင်းပြီးတော့နှာခေါင်းထဲကိုဇီဝအသက်မုတ်သွင်းလိုက်တဲ့အခါမှာလူကားတဲ့အသက်ရှင်တဲ့တတ္တဝါဖြစ်လာတယ်ခုနဘူပေါင်းမုတ်တယ်လို့ပဲဘူပေါင်းပိန်နေတဲ့ဘူပေါင်းတစ်ခုကို လေနဲ့မှုတ်သွင်းလိုက်တဲ့အခါမှာဘူပေါင်းလေးကအသင်းလုံးဆိုအသင်းလုံးပုံလေးပေါ်လာတယ်။အဲနော်ရှီရှီမျိုးမျိုးဆိုရှီရှီမျိုးမျိုးပုံလေးပေါ်လာသူပုံမှန်တဲ့ံပေါ်လာတယ်။ဒီလိုပဲမြေမုံနဲ့ဖန်ဆင်းထားတဲ့လူကိုဘုရားသခင်ကသူ့ရဲ့ဇီဝအသက်ဆိုမှုတ်သွင်းလိုက်တဲ့အခါမှာဖယားရဲ့တံပေါ်လာပြီးကျွန်တော်တို့ကအသက်ရှင်လာတာဖြစ်တယ်။မိတ်ဆွေသင်ဟာဖယားမျိုးဖယားຫນွေဖြစ်တယ်။မြောက်မျိုးမြောက်ຫນွေမဟုတ် တင်တိလာတင်အထဲမှာအရန်တံပိုးကြီးတဲ့ဝိညာဉ်ရှိတယ်။တင်ကိုမြောက်တရားတံပိုးမထားဘူး။ဘုရားသခင်ကလူကိုတံပိုးထားတယ်။ဘယ်မြောက်မှတင်မကဲဘူး။ဘာကြောင့်လဲဆိုတင်ကမြောက်မျိုးမြောက်နယ်မဟုတ်။တင်ကဖျားမျိုးဖျားနယ်။တင်ကိုဖျားကဲမယ်။ဘုရားသခင်တင်ကဝိညာဉ်ကိုတံပိုးထားတယ်။ဘာကြောင့်လဲဆိုတင်အထဲမှာရှိတဲ့ဝိညာဉ်ကစัจ java လာနဲ့တော့မလဲတဲ့ဝိညာဉ်ဖြစ်လို့